အားလုံးပဲမင်္ဂလာပါရှင် Victoria Fashion House ကကြိုဆိုပါရစေ။ကျွန်မကတော့ designer အောင်ခံဖြစ်ပါတယ်ရှင်။ဒီ video လေးမှာတော့မမတယောက်အပ်ထားတဲ့အဲ evening gown လေး၅စုံကိုပြပေးပါမှာဖြစ်ပါတယ်ရှင်။ sequence ဓာလေးတွေနဲ့ပဲချုပ်ထားတဲ့ evening gown လေး၅စုံပါ။ဓာလေးကတော့ပထမဆုံးတစ်စုံပေါ့နော်။ဓာလေးကတော့တခွားရောင်လေးပါ။တစ်ထည်လုံးကို sequence ဓာလေးနဲ့အုပ်ပြီးတော့ချုပ်ထားပါဗျ။ ထဲလုံး sequence လေးချုပ်ထားပါဘောเนาะ sequence လေးကိုလည်းအမ်သူ့ရဲ့ sequence design လေးကိုပြက်မသွားအောင်ဘောเนาะလာလှနေအောင်လို့သူ့နေရာလေးနဲ့သူပြန်ပြီးတော့ယူပေးထားပါတယ်ဒီအပေါ်မှာကြတော့ဒီလိုလေးဘောเนาะကော်ဂျိုးလေးနေပြီးတော့ဒီလိုအဖောင်းလေးဒီလို off shoulder မှာဒီလိုခစ်စားနေတဲ့ design လေးဘောเนาะအဲ့လိုပုံစံမျိုးလေးလုပ်ပေးထားပါတယ်ပြီးတော့ဒီပေါ်လေးတွေမှာ sequence လေးပြန်ထိုးပေးထားပါတယ်ရှင်ဒါလေးကတော့ဝတ်လိုက်လို့ရှင် ဒီထဲကိုလက်ကလေးဝင်သွားလို့ရှိရင်တော့ပူလာမှာပေါ့နော်။အမနောက်ကကြာဒီလိုလေးပါ။ရုပ်မနဲ့ဟိုဟာလေးကနည်းလေးကြီးနေတယ်။ဒါလေးကတော့နောက်တစ်စုံပါ။ဒါလေးကတော့ sequence တာပေါ့နော်။ဒါလေးလည်း sequence တာလေးဟိုဟာလေးပေါ့အဖြူပြက်ကလေးပေါ့နော်။စင်စွဲဖြူလေးပါ။ဒါလေးလည်းအရန်လာပါတယ်။တစ်ထည့်လုံးကို sequence တာလေးအုပ်ပြီးချုပ်ပြီးထားပါတယ်။ဒါလေးကိုကြတော့ဒီ ချိန်မှာဒီလိုအခွဲလေးထည့်ပေးတာပေါ့နော်ဒီလိုမမစ်ပဲဒီကအကြက်အောက်ကအကားလေးမမစ်လေးပေါ့နော်ပြီးတော့နောက်ကိုကြတော့နောက်ကိုကြတော့ဒီလိုအရှည်လေးပေါ့နော်နောက်ကိုအပုံလေးရှည်နေတဲ့ဒီဇိုင်းလေးထုတ်ပေးထားပါတယ်နောက်ကိုတော့ဒီလိုအရှည်လေးပေါ့နော်ရှည်ရအတူနောက်ကအရှည်ဒီဒီဇိုင်းလေးရကြတော့ပြီးလို့ရှိရင်ဒါလေးရကြတော့ဒီဘက်မှာ sequence လေးထိုးပေးထားပါတယ်ဒါလေးကို handmade sequence လေးအများကြီးထိုးပေးထားတယ်ရမ်းလာတယ်ဒီမှာ sequence လေးပြောင်းရမယ် ဒါလေးက sequence လေးထိုးပေးထားပါဗျာ sequence လေးအများကြီးထိုးပေးထားပါဗျာအယုံမလေးနဲ့အင်းကြီးတွေကနည်းနည်းလေးကြီးနေအောင်နော်ဒီဘက်မှာကြတော့ဒီလိုမျိုးလေး draping လေးနဲ့အဲဟိုဟာလေးလုပ်ပေးထား optional ပုံစံမျိုးလေးကို draping လေးလုပ်ပေးထားပါဗျာတော့ဟာ sequence တစ်ထည်လုံး sequence ရမ်းလာတဲ့ crystal လေးတွေရော sequence လေးတွေရောပါတယ် sequence လေးပါအပြင်မှာဆိုရင်လက်လက်ကိုထားနေရပဲပူလာတယ်အပြင်မှာဒါလေးကတော့ sensor ဖြူလေးပေါ့နော်ဒါလေးကတော့ဒုတိယတစ်ထည်လေးပါရမ်းလာပါတယ်ဒါလေးလည်း ဒီဇိုင်းလေးဝတ်လိုက်လို့ရှိရင်ပို့ပြောတာလှတယ်ဒီဒီဇိုင်းလေးနောက်တစ်စုံကတော့အနီရောင်လေးပါရှင်အနီရောင်လေးအရန်လာတဲ့ sequence အနီရောင်လေးပါ ီကွင်းသားလေးလည်းအရန်ကိုလာပါတယ်ဇာလေးလေးကိုသူ့ပက်တန်လေးမပြအောင်အပြန်ပြီးတော့တိချာလေးပြန်ယူပေးထားပါတယ်ပြီးရင်ဒီမှာကျတော့အဲအော်ဂန်ဇာလေးနဲ့ပေါ့နော်ပဝါလိုပုံစံအဖက်ကလေးနောက်ကနေပတ်တဲ့အဖက်ကလေးလုပ်ပေးထားပါတယ်လက်ကတော့လက်ရှည်လေးပေါ့နော်ဇာဘလက်ရှည်လေးပါပါတယ်စတစ်ကလေးနဲ့လို့ရှင်ဒီနားလေးမှာ sequence လေးထိုးပေးထားပါတယ်ရှင်ဒါလေးလည်းဒီကောင်းဝပုံစံလေးကလည်းမမေ့ပုံစံလေးပါဒီဟိုပါပေါ့နော်ဒီခါနာလေးအကြက်ပြီးလို့ရှင်အောက်ပိုင်းလေးအကားပေါ့နော်မမေ့လိုပုံစံမျိုးလေးပါပဲရှင် ဒါလေးကတော့နောက်တစ်စုံပါရှင်ဒါလေးကတော့အဝါရောင်လေးပါအရန်လာတော့အဝါရောင်လေးပါ sequence လေး sequence စာလေးကလည်းအရန်လာတယ်အရောင်လေးလည်းအရန်လာတယ်ပေါ့နော်အဲ design လေးကိုလည်းမမစိတ်ကြိုက် design စစန်းလေးထုတ်ပေးထားတယ်ပေါ့နော်လက်ကလေးတွေကတော့ organza လေးနဲ့ဒီလို့ ကကလေးချုပ်ပေးထားတယ်။အော်ဂန်ဇာတွေအများကြီးသုံးပြီးတော့ကကလေးပြီးတော့ဒီနားလေးမှာ dripping လေးထည့်ပေးထားပါတယ်။ dripping လေးဇာလေးတွေကြာတယ်ဒီနားလေးမှာပြင်ဖက်လေးနားမှာပြန်ပြီးတော့ကတ်ပေးထားတယ်။ဒီနောက်ကြော်မှာရောပေါ့နော်။နောက်ကြော်မှာလည်းဇာလေးပြန်ကတ်ပေးထားပါတယ်။ခေါင်းဝင်ရဲ့ပုံစံလေးကကြာတော့ဒီအပေါ်ပိုင်းအကြမ်းအောက်ပိုင်းနည်းနည်းအကာမမေ့ပုံစံလေးပဲချုပ်ပေးထားပါတယ်။ဒါလေးကတော့အဝါရောင်လေးပါရှင်။ဒါလေးကတော့မမေ့ရဲ့ဝတ်စုံလေးပါ။ဒါလေးလည်းပြကြလို့ပါ။ ဒါလေးကတော့အပေါ်ပိုင်းလေးကို sequence တလေးသုံးပြီးရောအောက်ပိုင်းလေးကိုကြာတော့ပို plain လေးနဲ့ချုပ်ထားပါတယ်ပုံစံလေးကတော့ဒီလိုပေါ့နော်အဲတချမ်းလေးပေါ့နော် lag လက်ပြက်လေးကိုမှတချမ်းကလက်ပြက်တချမ်းကိုကြာတော့ဟိုအပြောက်ပေါ့နော်လက်မပါဘူးပေါ့အဲအဲ့ဒါအောင်မှလက်မောင်းလေးကိုဖုံးအောင်ဆိုပြီးတော့ဒီလိုမျိုးလေးဒီဘက်မှာဒီလိုမျိုးလေးထည့်ထားပါတယ်ဒီဘက်ကိုကြာတော့ပဝါရှိလိုပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလှုပ်ထားတယ်ဒါလေးကကြတော့လမ်းရှာလိုက်လို့ရှိရင်အရှိကြီးပဲဒါလေးကအရှိလေးကြာနေမှာပေါ့နော် ပြီးလို့ရှိရင်သူကရှေ့ရှေ့မှာလည်းခွဲထားတယ်နောက်ကိုကြတော့လည်းဒီလိုမျိုးလေးအရှိပေါ့နော်အောက်ကိုပုံနေတဲ့အရှိမျိုးလေးအဲ့လိုမျိုးလေးယူထားပါတယ်မြင်ရမသိသူအောက်ကိုအပုံလေးဒါမျိုးလေးချုပ်ထားပါတယ်ဒါလေးလဲဝှက်လိုက်တော့တော်တော်လာတယ် ဒါလေးလည်းဝတ်လိုက်လို့ရှိရင်တော်တော်လှတယ်ကိုကဇာကိုအများကြီးမသုံးခြင်းဘူးဆိုရင်အဲဒီလိုမျိုးပေါ့နော်အပေါ်ပိုင်းဇာအောက်ကပိုးပိုးပြောင်လေးနဲ့ပေါ့နော်အဲ့လိုမျိုးချုပ်လို့လည်းရတယ်ဒီဒီဇိုင်းလေးကိုပဲအဲတစ်ထည်လုံးဇာချုပ်မယ်ဆိုရင်လည်းလှတယ်အရင်လှတယ်ဒီနေရာလေးလေးဆိုရင်လည်းဇာသုံးမယ်ဆိုရင်ပို့ပြီးလှမှာနောက်တစ်စုံကတော့အဖြူရောင်လေးပါဒါလေးကတော့ ဒီလိုတွဲလေးနဲ့ဇာလေးအရန်လာဇာလေးကိုယ်တိုင်နိုင်ကလှပြီးသားဆိုတော့ဘာမှတော့သိလို့ဆရာမလို့ဘူးเนาะဒါလေးကိုတော့အဲဒီ dress လေးကိုတော့ dead လေးပေါ့เนาะ dead လေးချုပ်ပြီးထားပြီးတော့ဒီဘေးနားလေးကိုခွဲပြီးထားပါတယ်ဒီဘေးနားလေးမှာအခွဲလေးထည့်ပြီးထားတယ်လမ်းလျှောက်ရလွယ်အောင်လို့ပေါ့เนาะပြီးလို့ရှိရင် stick လေးနဲ့ဒီလိုမျိုးလေးအဲဒီ hot hot တာ neck လေးပေါ့เนาะအဲ့လိုပုံစံမျိုးလေးလုပ်ပြီးတော့ဒီအပတ်ကလေးထည့်ပြီးထားပါတယ်ခုံးပတ်တဲ့ပွားလိုပုံစံအပတ်မျိုးလေးပေါ့เนาะဒါမျိုးလေးလုပ်ပြီးထားတယ် ါလေးကတော့ဇာလေးကတော့တော်ကုန်လှပါတယ်ဒီတိုင်းလေးကိုလှနေတဲ့ဇာလေးပါရှင်ဒါလေးကတော့လုံးဝအဖြူရောင်လေးပေါ့နော်ရမ်းလှပါတယ်ဒါလေးအဲ့ဆိုရင်စုစုပေါင်း dress လေးက၅စုံပါရှင်မမအတွက် dress လေးက၅စုံချုပ်ပေးထားပါတယ်အဲဒီဇိုင်းလေးတွေအကုန်လုံးလည်းတိုင်းနဲ့တကြမယ်လို့မျှော်လင့်ပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လိုက်ကန်ရှယ်လေးနဲ့လည်းအားပေးကြပါအောင်ရှင်